ယခုသူထိုင်နေသည့်ကလထိုင်၏နောက်ကျောဖက်တွင် American လို့စန္ဒယာကြီးရှိသည်သူသည် ထိုစန္ဒယာကြီးကိုများစွာငွေကြေးအကုန်ချခံ၍ဝယ်ယူကသူ့အိမ်အခန်းထဲ၌တခန်းတနာနေရာချထားခဲ့သူဖြစ်၏ဤစန္ဒယာကြီးကိုတီး၍ဓမ္မတေးသံများကိုနားထောင်ခြင်းအဖြစ်သူ၏တရားအပေါ်မှာယုံကြည်စိတ်ကိုပုံမှု၍တုံ့တက်ခိုင်မာစေခဲ့သည် သူ့အဖေကြောင့်ကိုတည်နေသောအာသာသည် သူ့အဖေကိုအလွန်ချစ်သည်အာသာအတွက်တော့သူ့အဖေသည် ဖယားသခင်နဲ့တူသောပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တူဖြစ်လေသည်။ကဲအာပါမင်းအတွက်ပေးထားတဲ့ပူတင်းကို စားလိုက်အောင်။ဟုတ်အန်တီကီရီကလမ်းပြောသည်။အမှန်တော့အာပါသည်ပူတင်းကိုမကြိုက်။ထို့ကြောင့်လည်းပူတင်းပကံကိုလက်ဖျားနေပေမတူပဲအမေခံထားခဲ့ခြင်းဖြစ်၏။သို့တော်လည်းအန်တီကီရီကတတိပေးလိုက်သဖြင့်သူ့အဖေတိသွားခဲ့လေပြီ။ဟင်တာကတော့သူ့ပူတင်းကိုစားပြီးသွားပြီဖြစ်၍နာအေးပါအေးဖြစ်သွားခဲ့လေပြီ။ ာသာဤအဖြစ်ကိုကြည်၍တိတ်တိတ်ကလေးပျော်ရွှင်မြူးတူးနေသူမှာ Grace ဒီနေ့အင်ကိုလက်ဖက်ရည်တော့ပြန်လာဦးမလား Richard ဟုတ် Antigeri ကတရုတ်တသိမေးသည်ပြန်လာမေးညနေ9နာရီဖြေတံပါတိကျပြတ်သားသည်အင်းအင်းဟုတ်ပြီ Antigeri သည်ဦးခေါင်းကိုညွန်ထားသည် သူသည် Richard နဲ့စကားပြောသည့်အခါတိုင်းကိုနှုတ်အမှုအရာကို အလွန်နူးညံ့သိမ်မွေ့စွာထားသည် တယုတ်တသိတလေးတစားပြောဆိုဆက်ဆက်သည် သူသည်ငိုကလေးကဥကောင်ရှိုးတက်သူဖြစ်သည် လူတိုင်းနဲ့အရာရာတိုင်းကိုဥကောင်ရှိုးတက်သောအကျင့်သည် သူဤပင်ကိုစရိုက်ဖြစ်၏သူသည်သူ့အနေထားကိုနားလဲသူဖြစ်သည်သူသည် not tumbling ဘီသားစုမျိုးတွေမှဆင်းသက်လာခဲ့သူဖြစ်သည်ဖြစ်သူကသူဆွေကြီးမျိုးကြီးအနော်ဝင်တူလို့မတ်သမတ်ခဲ့ပြီသူမိသားစုသည် တောင်ပိုင်း၌ပေါက်ဖွားလာခဲ့ရသည့်မိသားစုဖြစ်၍အစ်စ်အထံအားဖြင့်မြင့်မားခြင်းမရှိဟုသတ်မှတ်ထားသူဖြစ်လေသည်သူသည် Richard Barrett's E ခေမတော်သည်ဟူသောအချက်ကိုလည်းအခွင့်ကောင်းတရက်အဖြစ်အသုံးမချသူသည်တာဝန်အရာကလေးများကိုပြုစုဆောင်ရှောက်သည်မွန်လွယ်ပိုင်းကျလျှင်စာသင်ခန်းထဲ၌ကလေးများအောင်စာပြပေးသည်အစားအစာချက်ပြုတ်သည်အိမ်တွင်တန့်ရှင်းရေးနှင့်အခင်အကျင်းများကိုဆောင်ရွက်သည်အဝတ်ဟောင်းများကိုရှော့ဖုတ်သည် စုပ်ပြဲနေသည်များကို ဖာထဲသည်ဟာရီယက်တယောက်အိယာပေါ်ရောက်သွားသည် လုံခဲ့သည့်ငါးနှစ်ခန့်မှစ၍အန်တီဂေရီသည်အီအိမ်သို့ရောက်လာခဲ့ခြင်းဖြစ်၏တချိန်ကဟာရီယက်မိဖွားတိုင်းအီအိအီဝေယာဝိဆောင်များကိုလာရောက်လုကင်ပေးခဲ့သလိုယခုလည်းလာရောက်လုကင်ပေးနေခြင်းဖြစ်သည်အသက်40အရွယ်ရောက်၍ဝေါဝါဖိုင်ဖိုင်ဖြစ်လာခြင်းအထိသူသည်အီအိမ်အတွက်အသုံးဝင်သည့်လူတစ်ယောက်ဖြစ်ကြောင်းကိုပြသနေစေပင်ဖြစ်သည် သူ့အနေဖြင့်အီအိမ်တွင်ဩစာအရှိန်အဝါအလွန်ကြီးမားသောလူတစ်ယောက်ဖြစ်လာအောင်လုပ်နိုင်သည့်အခွင့်အလမ်းတွေမရှိမတွက်နိုင်အောင်ပေါ်လာခဲ့ပူပါ၏။သို့တော်လည်းသူသည် သူ့ကိုယ်သူအီအိမ်ထောင်၏အကြီးအကဲတစ်ယောက်မဟုတ်ဘူးဟုသောအချက်ကိုဘယ်တော့မှမေ့မတော့သူ့ကိုယ်သူမိခိုးသူတဦးအဖြစ်သာသတ်မှတ်ထားသည်။နေထိုင်ပြောဆိုဆက်ဆံရာတွင်လည်းအားလုံးကိုမိခိုးနေသူတဦးအဖြစ်နှင့်သာဆက်ဆံခဲ့လေသည်။သူသည်သူ့လက်ဖက်ရည်ကိုယ်ကိုသူ့ကိုယ်ပိုင်ထားသူဖြစ်၍ဘစ်ကုတ်ပုတ်ကိုပင် ူဖာသာထား၍စသူဖြစ်သည်တခြားလူတွေစကားပြောနေရင်သူကသူမရှိသည့်လူတယောက်အဖြစ်သဘောထားကအခန်းထဲမှထွက်သွားတတ်သူဖြစ်၏အင်းစင်များနှင့်စကားပြောသည့်အခါတွင်လည်းအလွန်တတိထား၍စကားပြောလေရှိ၏အပေါ်စီးဖြင့်တင့်တင့်မမမပြောဆိုမိစေရန်အထူးတတိထားသည်ကိုရီးကိုရာကိစ္စများပြောဆိုသည့်အခါပို၍ပင်တတိထားလိရှိ၏။အန်ယေမင်းအခုဝတ်ထားတဲ့ဘလော့စ်အင်ဂျီကတိတ်ဆုပ်နေပြီကွယ်။လဲဝတ်ပါလားကွယ်။ ူသောအပြောမျိုးကိုသာသူထမ္မကြားရတသည်သူတွင် ကိုပိုင်ငွေဟူ၍အနှဲငယ်မြသာရှိသည်တနစ်လင်ပေါင်တရာမြသာစုမိသည်သူဝတ်စားစင်ရင်ပါကလည်းခမိုင်းမိုင်းမိခိုးရောင်များကိုသာဝတ်လေရှိသည်ငယ်စဉ်ကမြင့်ရထားအတိုက်ခံရသဖြင့်လမ်းလျှောက်သည့်အခါသူချေတဲ့ဖက်တဲ့ထော်နေထော်နေဖြစ်နေသည်မှာအပတခြားချွတ်ရင်းကျဲဟူ၍သူတွင်မရှိပေ။အန်တီကီရီတွင်အားနေချက်တစ်ခုတော့ရှိသည်။သူသည် ညစဉ်ညတိုင်းရေနွေးနှင့်ရေချိုးခြင်းဖြစ်သည်သူစိုးရိမ်နေပြီဒီမှာ Richard ကရေချိုးလို့သောဆန္ဒရှိနေချိန်ကြခါမှသူက ရေချိုးနေမိမှာကိုစိုးရိမ်ခြင်းဖြစ်သည်မြစ်တော့ပင်ဖြစ်စေဤအချက်ကိုအကြောင်းပြု၍မကြာခဏအိမ်မက်ဆိုးတစ်ခုကို မြင်မက်လေရှိသည်အိမ်မက်ထဲတွင် Richard ကသူရေချိုးနေသည်ကို မြင်သွားသည် ထိုအိမ်မက်ပတ်ပြီး၍အိမ်ရောက်မှနိုးလာတိုင်းအန်တီကီရီဤမျက်နှာသည် ဖြူဖက်ဖြူရောဖြစ်နေတတ်သည် Richard သည် စပွဲမှလူများကို အသေးချာကြည့်သည်ဘယ်သူမှစားတောင်းနေသည်ကိုမတွေ့ရတော့မင်းဘစ်ကွတ်စားအောင်မလားအာသာဟုတ်သူ့သားကိုလှမ်းပေးသည်မစားတော့ဘူးအဖေဟုတ်အာသာကဖြေသည်ရစ်ချတ်သည်သူ့ဖန်ခွက်တွင်ရေးဖြည့်သည် သူ့ဖန်ခွက်ကိုကင်ထား၍လာမသိသူသည်ပုံမို့၍ဂျင်းလင်းနေသည်ပုံ၍အင်းများနေသည် သူသည်ရေကိုခီးလေးစွာအချိန်ဆွဲ၍တတ်သည်အခန်းထဲတွင်တိတ်ဆိတ်နေသည် ရစ်ချတ်သည်ထိုင်ရာမှထ၍အခန်းထဲမှထွက်သွားသည်အာသာတွင်မျက်ရည်များစိုလာသည်ဘာကြောင့်သူဖခင်သူအားတိုင်နီကတ်ဆယ်သို့ခေါ်မတော်ရပါလဲဘာကြောင့်ထော့ထန်သို့တော်ရ၌သူကမခေါ်ဘဲထခဲ့ပါသည်။အင်ဂျင်တော့သည်တတုသူဖော်ရေးအင်ဂျင်နီယာဖြစ်၏သူဖခင်၏မိတ်ဆွေဟောင်းကြီးဖြစ်၏တော့ထန်သွားလင်သူကမခေါ်ဘဲနေလိမ့်မရှိဘာပဲဖြစ်ဖြစ်သူကမခေါ်ဘဲတော့နေလိမ့်မည်မထင်ခေါ်တော့ပါကသူသည် ဟက်တီနဲ့ကစားရမြင်ပါမလို့အော်တာသည်ထင်ရမြင်ရများကို ရှောက်တွေးရင်ခမကြီးတဲ့ရောက်လာသည်သူသည်နေရံများပေါ်မှသူ့ဖခင်၏ပုံများကိုမှော်ကြည့်လာသည်ဟစ်တောသည်စာအုပ်တုပ်ကိုယူကာအခန်းထဲသို့ဝင်သွားနေပြီ သူနှင့်ဟစ်တောသည်စိတ်ချင်းတူညီကြသည်မဟုတ်ဟစ်တောသည်စိတ်မြန်လက်မြန်လှုပ်တက်သူဖြစ်၏ပြီးတော့အเจ้าအကျိုးမခိုင်နှုံမဲနဲ့စိတ်တက်ကပြင်းထန်တက်သည် သူသည်အမြင်တစေတစုံတစ်ခုနဲ့ရုံးကန်တိုက်ခိုက်နေသည့်နယ်ရှိသည်ဟစ်တယ်သည်လွန်ခဲ့သော၃လမှအသက်၁၈နှစ်ပြည့်ခဲ့သူဖြစ်၏တပိတ်မှောက်မှုမစားခင်အချိန်အနည်းငယ်ကမှ၁၈နှစ်ပြည့်၍စပင်ပုံကို လူကြီးတစ်ခွဲညက်ခဲ့ခြင်းဖြစ်သည် သူအမြင်မှာကတော့ဟစ်တယ်သည်နည်းနည်းကလေးမှမချောချစ်စရာမကောင်းအသားရည်ကလည်းမလားအနက်အသက်ကလည်းမကောင်းအာတာခမ်းမကြီးတဲ့နိုင်ရန်ဒီခိုင်မှာပဲ ဂရိစ်သည်ပန်းသည့်တလုံးကိုကိုက်၍စာသင်ခန်းထဲမှဆင်းလာသည်။ "Hey, Ata, ငါတို့ဘော့ဆာကိုတွတ်တွေ့ကြရအောင်"ဟုပြောသည်။ Ata ကဂရိစ်အားငုံကြည့်သည်။စစ်တနစ်သမီးမျှသာရှိသေးသောဂရိစ်သည်သူ့ထက်တနစ်မျှသာငယ်တော်လဲအရှက်အမောက်ကြတော့သူ့အောက်တပေခန့်နေသည်။သူသည်အမြဲတစေပျော်ရွှင်နေတတ်သောဂရိစ်ကိုကြည့်က မနာလိုဝန်တိုဖြစ်မိသည်။ Christy ပင်ကိုတဘာဝကိုကပျော်ပျော်နေတတ်သောတဘောရှိသည် နူးညံ့တိမ်ဝေသောမျက်နှာပြုတ်ပြောင်းလှပသောစပင်းနှင့်အပြာရောင်မျက်လုံးအစုံတို့သည်ဆွဲဆောင်မှုအပြည့်ရှိသည်မြင့်သူတိုင်းက Grace အားမချစ်ပဲမနေနိုင် Hilltop ပင်လည်း Grace ကိုအလွန်ချစ်သည်အသာသည်အခုလောလောဆယ် Grace နှင့်လိုက်သွားရရင်ကောင်းပြီလားဟုစဉ်းစားသည်သူသည်တွားလဲတွားချင်သည်တွားချင်စိတ်လည်းမရှိသူသည်မဆုံးဖြတ်နိုင်ဘဲတော့မဆိုးဆုံးဖြတ်စရာတခုရှိလာရင်ချီတုံချတုံဖြစ်နေတတ်သည်မှာသူ့အကျင့်နောက်ဆုံးချတော့သူသည် ခေါင်းခါသည်နင်မဲတော်ဟုအာတာကတုံတုံမုံမုံညံ့တထားဖြင့်ပြောသည်ငါတပိတ်ပုတ်နေတဲ့ကိစ္စအတွက်စိတ်ပူနေလို့ဘဲမှမတော်ဘူးတကယ်မလိုက်ဘူးလားဟုဂရစ်ကတအံ့တော်မီသည်အာတာကခေါင်းငိတ်ပြသည်ပြီးတော့ချက်ချင်းစိတ်မကောင်းဖြစ်သည်အမှန်တော့သူသည်မြင့်ပူကလေးပန်းတီစားနေသည်ကိုကြည့်လို့စိတ်ရှိသည်စိတ်ဝင်စားစရာရှုခင်းတစ်ခုဖြစ်၏တော့ပါလျက်နဲ့မလိုက်ဘူးဟုညင်လိုက်မိ၏ ဆော့ဆော့ခတ်ထက်ပို၍စိတ်မကောင်းဖြစ်သွားသည် grace ထွက်သွားသည်ကိုရက်ကြည်နေရင်းနဲ့နားဆွနေသည်အပေါ်ထပ်မသူဖောက်ခင်သည်လက်ကင်ခိတ်ကိုဂျိုင်းတွင်ညက်၍ဆင်းလာသည် သူသည်အပေါ်ရက်နေသည်ကိုမမြင်အပြင်၌ရက်ဆောင်နေသောဒေါက်ခတ်မြင်းရထားပေါ်သို့တက်သွားသည်တခဏအတွင်းမှာပင်မြင်းရထားသည်အိမ်ဝင်းထဲမှထွက်ခွာသွားသည်ကိုမြင်လိုက်ရ၏အာတာသည်သူအားသူ့အဖေကခေါ်ပသွားသည့်အတွက်စိတ်ပြတ်သွားသည် သူ့အနေဖြင့် top ကိုမတွေ့ရလျင်နေပါစေ။ hat ကိုတော့အလွန်တွေ့ချင်နေမိသည်။ hat တည်းသည် အလွန်ခင်စရာကောင်းသည်မဟုတ်လား။ hat ၏ချစ်စရာအပြုံးနဲ့ချစ်စရာချစ်စမီးလေးသူ့ထံသို့ပြေးလာပြီးသူ့အောက်ဖက်လိုက်သည့်အခါတိုင်းခံစားရသည့်နှွေးထွေးမှုတနင်္ဂနွေနေ့တိုင်းရသောသူ့မုတ်ဖိုးချောက်ပဲနှင်းနဲ့သူ့ထံမှချောကလက်ဝေစားဖို့နပုနစာလုံနေတက်သည့် hat ။သူသည် hat ကိုအလွန်သဘောကျသည်။ခင်လဲခင်သည်။ သူကြီးလာတဲ့အခါဟက်တီကိုသာလက်ထပ်မိပြီးတော့သူသည်ဟက်တီ၏အကိုအေလန်ထော့ကိုလည်းခင်သည် သူတို့ဖခင်ထော့ကိုတော့သူမခင်မဲမနေနိုင်စေကြီးမြာဆွေးနေသည့်မုတ်စိမ်မွေးအဝါရောင်တန်းနေသည့်မျက်လုံးများတော်တော်လည်းသူသည်အပေခံဘဝကိုတော့မလိုလားသူအားပြက်ပယ်ခဲ့သည့်သဘောမျိုးလောက်လာလင်သူမကြိုက်အခုဆိုကြည့်သူသည်သူ့အဖေ၏ဆုံပွဲမှုကိုခံနေရောက်၏သူသည်ဂယုထားစရာလူတစ်ယောက်မဟုတ်လို့လားသူသည် သူ့အသက်နဲ့ဆောင်းလေအလွတ်အလွန်ကိုဂျုံလီပေးကွေးနေလို့လားသူများလိုမတန်မှမထွားချိုင်းလို့လားအသာကတိတ်ကိုပြောတဲ့ကလေးဟုသူ့အတော်အန်တီကီရီကမကြာခဏပြောသည်ထိုစကားသည်တကယ်ပဲမှန်သလားအခုဆိုရင်ဟင်တော်သည်တာရိုကိတ်ကျောင်း၌ကျောင်းတက်နေရပြီမကြာမီဂရစ်လေးကျောင်းတက်ရတော့မည်သူကတော့အခုရက်ထိကျောင်းမတက်ရသည်ကျောင်းသားဖြစ်မလာသေးသဖြင့်တငယ်ချင်းအပေါင်းအသင်းများများဆဆမရှိဘူး သူတို့ဤလောကီဟာတို့အပြင်ကလူတွေအလေလာကြသည့်အခါကြောင့်မပင်သူသည်စိတ်ဝင်စားစရာများကို မြင်ရတွေ့ရ၏သူသည်သူ့အချင်းတွေကိုကောင်းစွာတတိထားမိသည် သူသည်ရှက်တက်ကြောက်တက်၏စိတ်ထိခိုက်လွယ်၏အထီးကျန်နိုင်၏အမှန်အတိုင်းဝန်ခံရမည်ဆိုပါကသူသည်ရှက်စိတ်ကြီးလွန်လာသည် ရှက်စိတ်ဝင်နိုင်လေငါ့ကို မြေမြိုသွားရင်ကောင်းပါပဲဟုအမြဲတွေးနေလေရှိသည်ညီတို့ပင်ဖြစ်စေသူသည် သူ့အဖေနဲ့ဒူနက်ဂျွန်စောက်မီသွေးတွင်းလုပ်ငန်းကိုလုပ်ချင်သည်အဖေနှင့်သာတွဲ၍လက်ကင်နိုင်မည်အနာဂတ်ကာလတစ်ခုကိုမျှော်မှန်းသည် အသက်16နှစ်ပြည့်လျှင် အလုပ်ကိုစလုပ်ပြီးလက်တွေ့လုပ်နည်းကိုင်နည်းများကိုသင်ကြားနေလာမည်ပြီးတော့စာတင်တန်းတစ်ချို့ကိုတက်၍အောင်လက်မှတ်ရယူမည်ထို့နောက်သူ့ဖခင်နှင့်ဖက်ဆက်အလုပ်ကိုလုပ်မည်သို့မှသာလျှင်သူ့ဘဝသည်ရှင်သန်လာမည်မဟုတ်ပါလော အခုလောလောဆယ်မှာတော့သူ့မျက်လုံးအစုံတွင်မျက်ရည်များစုံနေသည်ရည်ရွယ်ချက်မရှိပဲအင်းရှိတကားမှအပြင်သို့ထွက်လာခဲ့ကဟိုသည်ရှောက်သွားနေသည် လောကီဟာ၏မြေပြင်သည်သူ့ရှေ့တွင် ပြပြဝွင့်နေသည်အင်းဝင်းချန်၏အလဲတွင်စိုးပြေစိမ့်နှံ့နေသောမျက်ခင်းဖြင့်ဟိုသည်ပင်ဒီသည်ပင် ပေါက်ရောက်နေကြသည့်ငုပင်များထို့နောက်တခြားတစ်ဖက်သို့နှိမ့်စင်းသွားသောလေတွင်ခြံဝင်း၏တစ်ဖက်တစ်ချက်တွင်တစ်ပင်ကြီးနှစ်ပင်ရှိသည် ပင်စည်ကြီးများသည်အပြင်မှ မလှမပသောရှုခင်များကိုမမြင်တောင်အောင်ကာကွယ်ထားပေသည်လောကီဟာဤနေအိမ်သည်စလစ်ကေဖက်သို့နိသက်စွာတည်ရှိနေသည် စလစ်ကေဤအနည်းဆုံးနေရာသို့မဟုတ်တောင်ကုန်းငယ်တစ်ခုအပေါ်၌တည်ရှိနေခြင်းဖြစ်လေသည်အဝေးတွင်မြင်နေရသည့်ကြောင်မီသွေးတွင်မှမိခိုးခေါင်းနိုင်များကြောင်မီသွေးပုံများနှင့်တွင်များသည်အိမ်နှင့်တမိုင်းခန့်သို့ကွာဝေးလိမ့်မည်ဖြစ်၏အိမ်သည် ကျောက်တုံးများဖြင့်တိဆောက်ထားသောအိမ်ဖြစ်သည်လေးတောင်စတူရဲပုံဖော်ထားခြင်းဖြစ်၍အိမ်ရှိတွင် ပေါ်တီကိုဆင်ဝင်ကြီးရှိနေသည်အိမ်၏အနောက်ဘက်တွင်တစ်ဆက်တည်းတိဆောက်ထားသောအဆောင်တစ်ခုရှိနေသည်အိမ်ရှိမျက်နှာစာတွင် IV နေရန်ကပန်းပင်သည်တွဲကပ်တက်နေသည်လှပနေအောင်ကပ်ကြီးဖြင့်ညှပ်ထားသဖြင့်ကြည်၍တင်တဲနေသည်ရစ်ချက်သည်အကျော်ဟောအဝါများကိုဘုံတီဆက်ဆက်သူဖြစ်သည်သူတစီလေး လောကီဟာဤနေအိမ်ကိုပြုတ်ပြင်းမှုန်မှန်းထားသည်အကျော်အဝါကိုဦးစားပေးထားခြင်းမျိုးမဟုတ်စီးနှင့်စနစ်နှင့်တည့်ရက်တန့်ရှင်းနေအောင်ဖန်တီးပြုတ်ပြင်းထားခြင်းများသာဖြစ်ပေသည်ဤအိမ်တစ်အိမ်လုံးတွင်အဖြူရောင်တောက်ဆေးကိုသာအများဆုံးအသုံးပြုထားသည် အဖြူရောင်သည် Richard E မြစ်သက်သောအရောင်ဖြစ်သည်မဟုတ်ပါလားဂိတ်တကားဝင်းတင်ရင်ပရင်းပုံများမှအစား တစ်သားအဆောက်အအုံမန္တမရတို့ကို အကောင်းစားစီးအဖြူများတုတ်ထားသည်ရစ်ချက်သည်သူ့အိမ်နှင့်သူ့ဝင်းချံကိုသူ့စိတ်တိုင်းကြထိမ့်သိမ့်နိုင်ရေးအတွက်ဘက်ထလီတဦးထဲကိုသာခန့်ချ၍တောင်းဝန်ပေးထားလေသည်အာသာဤညွန်းနွမ်းသောမျက်လုံးအစုံသည်ကြည်နူးစရာရှုခင်းစီသို့ရောက်သွားသည်ခရစ်တန်သွားရရင်ကောင်းမလားပထမတော့ကောင်းလိမ့်မည်ဟု သူထင်သည်နောက်တော့မသွားသင့်ဟုယူဆသည် စိတ်အားငြေနေသည့်နေ့အမြောက် ူစိတ်သူအပိုင်အနိုင်မဆုံးဖြတ်နိုင်ချေသူသည်အိမ်ထဲသို့ပြန်ဝင်လာပြီးစောစောကလိုပင်ခမ်းမကြီးထဲ၌ရှောက်သွားနေပြန်သည်သူသည်နေရများထက်မှပကြီးကားများကို ရှောက်ချင်နေသည် သူအဖေသည်နစ်စင်ပကြီးကားတကားမှနှကားအထိဝယ်ယူလာလေရှိသည်ချိန်နီကက်ဆယ်မျိုးရှိပကြီးကုံတဲ့ကြီးဗင်းစင်ဤဆိုင်မှဝယ်ဝယ်လာခြင်းဖြစ်၏သူအဖေပြောပြောနေသည့်စကားများအရာဆိုရင်ပကြီးကားတစ်ချက်ဤတင်ဖို့သည် သူ့နာများကိုပင်မယုံနိုင်တော့အောင်ကြီးမားများပြားလာကြသည်သို့တော်လည်းသူ့အဖေလုတ်သည်များကိုထောက်ခံနေရှိသောအာသာသည်ပကြီကားများဝဲခြင်းကိုလည်းထောက်ခံသည်ဘလတ်ပဲပေးရပေးရသူ့အဖေချိုက်၍ဝဲလာသည်များအလုံးအကောင်းတွေကြီးဖြစ်၏အခုသူကြည့်နေသောပကြီကားအလုံးသည်စစ်စရာမျက်နှူးစရာတွေကြီးဖြစ်၏ Stone Orchardson Wold Litton Homin Ha စသည်ပကြီးစရာအကျုံပေါ်များ၏လက်ရာများပေးသည် ဟောပါသည် ပကြီကားနှင့်ပကြီစရာများ၏အမည်များကိုကောင်းစွာမှတ်မိနေသည် သူအဖေပြောဆိုသည်များကိုနားထောင်ပြီးမှတ်သားထားခြင်းဖြစ်သည် သူအဖေပြောသည့်အတိုင်းဆိုပါကဤပကြီစရာကြီးများသည် အနာဂတ်တွင်ကြီးကျယ်ထင်ရှားလာကြမည်အမှုပညာရှင်ကြီးများဖြစ်ပေသည် အထူးသဖြင့်ဥယျာဉ်အတွင်းမှစစ်ဦးသူများအမည်ရှိပကြီကားသည် သူရင်ကိုထိထိခိုက်ခိုက်ဖြစ်စေသည့်ပကြီကားတစ်ခုဖြစ်ပါသည်အာသာသည်မျက်မှောင်ကောက်၍စဉ်းစားမိပြန်သည် သူသည်ခမ်းမကြီးထဲ၌ရက်ကဟိုကြည့်ဒီကြည့်လုံနေသည်ကြောက်เสียကောင်းသည့်တပိန်ပေါမှုနှင့်ပတ်သက်၍ခက်ခဲနှက်နဲသောပုံစံများကိုအဖြေရှာကြည့်နေပြန်သည် သူအဖေသည်ဘာကြောင့်ရေးကြီးတုတ်ပြန်နှင့် top ထံသို့ထွက်သွားရတာပါလဲသူသည်အနောက်သို့ပြန်လဲကရေးအင်းအတွင်းသို့ဝင်၍အတွင်းမှတော့ပိတ်ထားလိုက်သည် နောက်ဆုံးကြတော့လေဤနေရာတနေရာသာနေသူ့အတွက်လုံခြုံသည်မဟုတ်ပါလားရေးအင်းသည် သူစုတ်ခွာတက်ဆွဲရနေရဖြစ်၏သူအတွက်လုံခြုံရအရက်ဖြစ်၏စိတ်ငြိမ်ရာနေရဖြစ်၏ဤနေရာတွင်ဘယ်သူမှသူကိုလာပြီးနှောက်ရှိတွင်မရသူဒုက္ခများကို စင်ချင်စဉ်းစားစီရနေရဖြစ်၏စိတ်ကူးခြင်းအိမ်မက်များမက်လို့ကောင်းတည်နေရလည်းဖြစ်၏ဤနေရာသည်သူအားဖယားရှိကိုချောင်းကိုလည်းတည်ရစေသည်ဖယားရှိကိုချောင်းထဲမှလူသွားစင်းကြံလန်းကိုလည်းတည်ရစေသည်အဖေချောင်းဆိုသောဤအခန်းသည် မြင့်မား၍အေးမြနေသည်ဤအခန်းနှင့်ရောက်တိုင်းဥယျာဉ်အတွင်းမှချစ်သူများပကြီကားကိုကြည်နေစဉ်အတွင်ရရှိတသည့်ခံစားမှုမျိုးလေးပေါ်လာတက်လေသည် အာသာသည်အိမ်သာကျွေခွက်ပေါ်၌ဝင်ထိုင်လိုက်သည်ဒုနှလုံးပေါ်၌တတော်များကိုထောက်ကဦးခေါင်းကိုလက်ဝါးများဖြင့်ဖုတ်ကန်ထားသည် ရုတ်တရက်တောကသည်ဝင်လာသည်သူသည်မျက်လုံးများကိုစုံမိတ်ကတောကကိုပြေပြောက်သွားအောင်ကြိုးစား၍ဖြောက်သည်ထို့နောက်ဖျားသခင်ထံဆုတောင်းသည် ချစ်လက်စွာသောအဖဖျားသခင်တပိမောက်ပွဲကိုယနေ့ပြီးဆုံးအောင်လုပ်ပေးပါဖျားတပိတော်ဤဖခင်အတွက်အလုကမအားလုံးကတပိလန်ပြီးအလုခွင်တို့ပြန်ဝင်အောင် လုပ်ပေးပါဖျားတပိတော်ဤအဖေသည်အလုံးသဘောကောင်းပါသည် သူ့အကြောင်းကိုဖျားသခင်လည်းသိပါသည် တပိတော်သည်အဖေကိုအလုံးချစ်ပါသည်ချစ်လက်စွာသောအဖဖျားသခင်အရှင်ဖျားသခင်ကိုလည်းတပိတော်အလုံးချစ်ပါသည်အလုကမတွေကိုလည်း အမှန်တရားသိအောင်ပြုလုပ်ပေးတော်မူပါဗျာအမှန်အတိုင်းလုပ်အောင်လဲတိုက်တွန်းပေးတော်မူပါနောက်ထပ်တပိတ်မောက်မနေကြပါစေနဲ့တော့တပိတ်တော်ကိုလည်းအဖေနှစ်တွဲ၍ Neptune ကြောင့်မိသွေးတွင်း၌အလုလုံနိုင်အောင်ဆောက်ရှောက်တော်မူပါဗျာအာမင်ငားနာရီထိုး၍ Richard Barrett အိမ်ပြန်ရောက်လာသည့်အခါသူအားစောင့်မျှော်နေကြသည့် Armstrong နှင့် Hotspur တို့ကိုတွေ့သည် သူသည်အပြစ်မှအေးချမ်းကိုခံလာခဲ့ရသဖြင့်စိတ်မကြေမလင်ဖြစ်လာသည့်ပုံပေါ်နေသည်။ဧည့်သည်တို့သည်အင်းရှိခမ်းမာရီမှကလထိုင်နှလုံးတွင်ဘေးချင်းရှင်ကမျက်နှာများကိုမှုံ၍ငြိမ်စိတ်စွာထိုင်နေကြလေသည်။သူတို့နေရောင်ရောက်လာစဉ်ကအန်တီကေရီသည်ဘေးနေရာ၌ထိုင်ခိုင်းရမည်မသိဖြစ်ခဲ့ရ၏။နောက်ဆုံးတွင် သူနားလေသည်လို့တွေးကခမ်းမာအတွင်း၌နေရောင်ပေးခဲ့ခြင်းဖြစ်သည်။ Job Armstrong သည် Neptune ဆောင်ပြီးသွေးတွင်လုပ်ငန်းတွင်တွင်းများကိုလိုက်လံစစ်ဆေးကြည့်ရှုသူဖြစ်၍ပုံမှန်အနေအထားဖြစ်တွက်လျင်စစ်လေတောက်သည့်အခန်း၌သာထားရမည်ဖြစ်သည်။သို့တော်လည်း Hotspot မှာလက်ထောက်စစ်ဆေးရေးမှုဖြစ်၍သူသည်အများအားဖြင့်လုံခြုံရေးမှုများနှင့်တွဲ၍လုပ်ကိုင်နေရသူဖြစ်၏။သူသည်တွင်းထဲမှထွက်ပြီးဤအိမ်တို့တန်းကျွေလာခဲ့ခြင်းဖြစ်သည့်ဖြင့်သူရှူးဖက်များသည့်ပေရည်ညှပ်ပတ်နေကြသည်ဤဧည့်သည်နှုတ်အားဘယ်နေရာ၌ထားရမည်ကို သူဝေခွေးမရ Richard E ကိုပိုင်ဧခန်းထဲ၌ထား၍ကလုံးဝမဖြစ်နိုင်ဤသို့ဖြစ်သူသည်ဧသည်များအားအိမ်အဝင်ဧခန်းမှထဲ၌နေရာပေးခဲ့ခြင်းဖြစ်ပေသည်လူလူဦးကိုမြင်လိုက်တဲ့အခါ Richard E မျက်နှာထားသည်ပြောင်းမသွားချေသူတို့နှင့်ချင်းထားပြီးဖြစ်၍သူတို့ရောက်လာမည်ကိုကြိုတင်၍သူသိထားသည်မဟုတ်ပါလောညီတို့ပင်ဖြစ်စေသူသည်အပြစ်မှခံခဲ့ရသည့်အအေးထံကြောင့်စိတ်မရှိသလိုဖြစ်လျက်ရှိသည် တွတ်တော်လေသူသည်ချက်ချင်းပင် သူ့စိတ်ကိုသူထိန်ကသူ့မျက်နှာထားကိုပြင်သည် Richard ဝင်လာသည့်အခါ Armstrong နှင့် Hotspot ကထိုင်နေရမှထကားခရီးဦးကျူပြူကြသည်ခဏမျှတော့တိတ်ဆိတ်သွားလေသည်ဘလို့လဲဟုတ် Richard ကရေရွတ်သည် Armstrong ကကောင်းကြီးသည်သူ့အမူအရာသည်စိတ်လွှရှားနေခြင်းကိုဖော်ပြနေသည်လုတ်ပြီးသွားပြီဖယားသခင်ကိုကျေးဇူးတင်ရပါပဲ Richard သည် Armstrong ပေးတဲ့တင်ကိုတစုံတရာအရေးလက္ခဏာဟူ၍တစ်ခုမြန်မပြပင်လက်ခံသည်တော်တော်လေ Armstrong A နောက်ဆုံးလီတန်ကိုတော့ကြိုက်ဟန်မတူပေတော်တော်လေသူသည်ဘာတစ်ခုမှမဖြစ်သည်နဲ့သူ့စိတ်ကိုသူထိန်းချုပ်၍ဖုံးကွယ်ထားသည်နောက်ဆုံးတွင်သူသည်လက်ဟန်ချီဟန်ပြကလူလူအုပ်ကိုစားတော့ခန်းတဲ့သို့ခေါ်သွားသည်သူသည်နေရန်ကပ်ဗီဒိုနာသို့သွားကအထဲမှဝီစကီပလင်းကိုထုတ်၍ဖန်ခွက်နှစ်ခွက်၌ထည့်ပြီးဧည့်သည်များအရှိန်၌ချပေးသည် သူ့အတွက်လက်ဖက်ရည်ယူလာဖို့မှာသည်အန်တီကီရီသည်ချက်ချင်းပင်လက်ဖက်ရည်ပွဲကိုယူပြီးသူ့ရှေ့၌ချပေးသည်လူသုံးယောက်သည်တောက်စရာများကို မတည့်ရက်ရက်တောက်ကြသည်ဟော့စပတ်သည်သူ့ဝီစကီကို ရှေ့ပင်မရောတော့ဘဲမှော်လိုက်သည် အမ်စထရောင်းကတော့သူ့ဝီစကီတွင်ဆိုဒါတွေအများကြီးရောပြီးတောက်သည် သူသည်စိတ်လှုပ်ရှားတက်သူဖြစ်၏အပူအပင်ကြီးသူလည်းဖြစ်၏သူသည်အိမ်ထောင်တဲ့တူဖြစ်၍ကလေး9ယောက်တောင်ဝန်ကိုယူထားရသူဖြစ်သည် သူသည်အလုတ်ပြုတ်မြေကိုအလွန်ကြောက်တော်သူဖြစ်သည်အခုလည်းသူသည်ဟက်ခနဲတစ်ချက်မြရီလိုက်သည်ဖယားတခင်ရှိပေါ့မှာတစ္ဆာဆိုပြီးပြောရဲပါတယ်ဒီကိစ္စကြီးပြီးသွားလို့ကျွန်တော်မမနေပါဘူးမစ္စတာဘာရတ်စ်အလုတ်ကတော့အတော့ကိုမိုက်မဲတဲ့ကလုတ်ပါအခုလိုဖြစ်လာတဲ့အတွက်ကျွန်တော်တို့အားလုံးအတော့ကိုဒုက္ခရောက်ချင်ရတာပါပဲအခုလိုသုံးလတိတိဆင်းရဲဒုက္ခတွေနဲ့နှပန်းလုံးနေမဲ့အစားကျွန်တော်ကတော့ တနှစ်လုံးလုံးအလုပ်ကိုနှစ်ဆိုင်ဆင်းပြီးလုပ်မှာပဲ Richard Barris ဒီသူစကားကိုဂရုမစိုက်ဘလို့ပြီးသွားတယ်ဟိုသားလမ်းမေးသည်သူတို့အစီအဝေးလုပ်တယ် Finwoods ကစကားပြောတယ်ဘယ်သူမှနားမထောင်ဘူးသူပြီးတော့ Golan ကပြောတယ် Mr Barris Golan ကိုသိတယ်မဟုတ်လား Charlie Golan ဆိုတဲ့သူလေအဲ့ဒီနောက် Hatton ကပြောတယ်သူက တိုင်းနီကတ်ဆဲလ်ကလာတဲ့သူပေါ့သူကတော့ပြောတယ်အလုတ်သမားတက်မကရဲ့ထောက်ခံမှုမရရင်သူ့အနေနဲ့ဘာမှပြောပိုင်ခွင့်မရှိဘူးတဲ့ဒီလုပ်ငန်းတစ်ခုလုံးကိုတက်မကကပိုင်တာမဟုတ်လို့လုပ်ချင်တိုင်းလုပ်လို့မရဘူးတဲ့အယောက်တစ်ပေါက်ပြောနေကြတာတွေကတော့အများကြီးပဲအဲ့ဒီနောက်တော့သူတို့မဲခွဲကြတယ်လုံမဲဆိုတဲ့မဲကမဲပေါင်း၈၀၀တောင်ရှိတယ်မလုပ်ဘူးဆိုတဲ့ဖက်ကခုနမဲပဲရှိတယ် အတန်ကြာမျှငြိမ်စိတ်နေသည်အဲ့ဒီနောက်ဘာဖြစ်တယ်လဲဟုတ်ဘာဖြစ်ကမေးသည် သူတို့အားလုံးရုံခန်းထဲကိုလာကြတယ်လူကတော့အများကြီးပဲ Hadron Golan Ugly Hobby နဲ့ Dinning တို့လည်းပါလာကြတယ်တခြားသူတွေလည်းပါတယ်သူတို့က ခမည်းရှိသလားလို့မေးတယ်မရှိဘူးလို့ပြန်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ကခမည်းပြောလိုက်တဲ့စကားတွေကို ပြန်ပြောခဲ့တယ် ခမားကအလုတ်ပြမစင်းရင်ဘယ်သူနဲ့မှမတွေ့နိုင်ဘူးလို့မလိုက်တယ်လို့ပြောပြလိုက်တယ်။အဲ့ဒီတော့ဂိုလန်ကစကားထပ်ပြောတယ်။ဒီငနေကတိတ်တော့မဆိုးပါဘူး။သူစကားပြောအပြီးမှဟက်ထွန်ကပြောတယ်။သူကတော့တပ်မခအကြောင်းပဲ။ပြီးတော့တချင်းဆိုသေးတယ်။ဟာရီနူချင်ရဲ့ကိစ္စကိုပါလီမန်အထိတင်လို့ဝမ်တာအားရဖြစ်ပြီးကတောင်းကနေသေးတယ်။အဲ့ဒီလိုလုပ်တာကလည်းသူ့တိတ်ခါသူ့ဆယ်တာနဲ့တူပါတယ်ဗျာ။ သူတို့ပြောရရင်တော့မနဲ့ပြန်ကို အလုတ်ပြင်ဆင်ကြဖို့သူတို့ကိုပြောလိုက်တယ်။မစ္စတာဘာရက်စ်ရဲ့အဖြေကိုတော့6နာရီထိုးမှလာပေးမယ်လို့ပြောခဲ့တယ်။ Richard Barrett သည်သူ၏တောက်လက်ဆာလက်ဖက်ရည်ကို လက်ဆာတက်နေသည်။ဒါဆိုရင်သူတို့အားလုံးကအလုတ်ပြင်ဆင်ချင်ကြပြီပေါ့ဟုတ်လား။ဟုတ် Richard ကရည်ရွယ်သည်သူသည်ဖြစ်ပေါ်လာသည့်အခြေအနေပေါ်တွင်စိတ်ဝင်စားနေပုံတော့ရာ၏။ တို့တော်လဲစမ်းစစ်တဲ့အခါတွင်မူစိတ်ခံစားချက်ဖြင့်စမ်းစစ်ခြင်းပြုပုံမပေါ်လွန်ခဲ့သော၃လကသူသည်မိသင်ဆောင်မိသွေးပေးသွင်းရန်ပါစံကုမ္ပဏီမှကန်ထရိုက်ရခဲ့သည်ယင်းကန်ထရိုက်လုပ်ငန်းများသည် ရှားပါလာ၏ရရန်လဲအလုံးခဲရင်သည်ထို့ကြောင့်အဖို့တန်ကန်ထရိုက်လုပ်ငန်းများဟုအတိအမှတ်ပြုထားကြရသည်သူသည်ခက်ခက်ခဲခဲရလာသောကန်ထရိုက်စာချုပ်ကိုအက်ကတ်ထဲထဲကလုပ်ငန်းများကိုစတင်လှုပ်ဆောင်ခဲ့သည်သူသည်အဖို့တန်သော မိတင်၆မိသွေးများကို Neptun ၆မိသွေးတွင်းထဲမှ ထုတ်ယူရန်အားထုတ်ခဲ့လေသည်။ထို့နောက်တော့အလုသမားများကတပိတ်မှောက်ကြသည်။သူကိုယ်တိုင်ရှိနေပါလျက်နဲ့မထိန်နိုင်တပကားကလည်းဝင်းရောက်ဟန့်တန်းနိုင်စွမ်းမရှိ အခုတော့သူ့အိတ်ထဲတွင် contract စာချုပ်မရှိတော့သူစာချုပ်သည်မိဘုံထဲသို့ရောက်သွားခဲ့ပြီးယင်း contract အလုပ်ကိုလက်လွတ်လိုက်ရသဖြင့်သူသည်ပေါင်၂၀၀၀မြောင်ဆုံးရှုံးခဲ့ရလေသည်။ ူသည်ဖြစ်ပြီးခဲ့သမျှတို့ကိုပြန်တွေးကောပြုံးလိုက်မိသည်သူအပြုံးသည်မလို့တမောအပြုံးဖြစ်သည်နှကန်းကိုလည်းမှဲ့ထားသည်အဖြစ်ကတော့သိတ်ကောင်းငါခံရတဲ့ပွဲပဲဟုပြောချင်နေဟန်ရှိသည်အမ်စထရောင်ကသူအားလမ်းကြည့်ပြီးကျွန်တော်ကြီးညာကတ်လိုက်ရတော့မလားမစ္စတာဘာရန့်စ်ဟုမိသည်ရစ်ချတ်သည်နှကန်းများကိုကိုက်ထားသည်သူအားကြည့်နေသည့်အမ်စထရောင်အားအလုံးမနစ်မြို့သည့်မျက်လုံးများဖြင့်ပြန်ကြည့်နေသည်အင်း ကတ်လိုက်ဟုတ်အင်းဆက်ဆက်လေးတန်းဖြစ်ပြောသည် သူတို့မနှက်ပြန်ကစပြီးအလုဆင်းကြပါစီတော့အမ်စထရောင်းသည်အလုစိတ်အေးသွားဟန်ဖြစ်တက်ပြင်းချသည် သူသည်တကားစီသို့ခတ်သက်သွက်လျှောက်သွားသည်တွတ်တော်လဲဟက်စပတ်ကာရောသူ့နောက်မှလိုက်မတော့ရစ်ချက်ရှိနေရက်ကသူ့လက်ထဲမှကက်ပုတ်ထုကိုဒိန်ဆွဲနေသည်ဖင်ဝုဒ်ကိုဘလို့လုပ်ရမလဲခမညာဟုတ်မေးသည် သူ့ကိုရော အလုပ်ပြင်ဆင်ခိုင်းရမလား ဒါကတော့ finwick နဲ့ဆိုင်တာပဲသူ့သဘောပေါ့ပြီးတော့ဟိုရေစုပ်စစ်တွေကိုဘယ်လိုလုပ်မလဲဟို hospital ကပေးသည်သူသည်လူကောင်ကြီးတလောက်ညံထိုင်းမြေရုပ်ရှိသူ ဖြစ်သည် richard burris ကစိတ်မရှိသည့်မျက်နှာထားဖြင့်လှမ်းကြည့်သည်ဘာရေစုပ်စစ်လဲဟိုတုံးလာလောက်ကလေးကပြောထားခဲ့တဲ့ရေစုပ်စစ်တွေပါ scuba flat ထဲကရေတွေကိုဆုတ်ထုတ်ခဲ့တာအဆင်ပြေခဲ့ပါတယ်အခုအဲ့ဒါတွေကိုပြန်လုပ်ဖို့ Richard Burris E is a set မာဂျိုဂျိုအတန်တီထွက်ပေါ်လာသည် Scapper Flat Twin ကိုနောက်ဆက်တူးလိုက်မယ်လို့မင်းထင်နေရင်လွဲပြီအဲ့ဒီ Twin လေးကြောက်မိသွေးတွေကနောက်ထပ်ရမယ် contract စာချုပ်ကိုစောင့်အောင်ပါ Hotspot E မျက်နှာသည်နီးရဲသွားသည်ဟုတ်ကဲ့ပါခင်ဗျာအခုလို့ပြောလိုက်တဲ့အတိုင်းပဲကျွန်တော်လုပ်ပါမယ်ဟုဆိုသည်ဒါဆိုရင်လည်းပြီးပြီသွားတော့ဟုတ် Richard Burris ကပြောသည်တခုတော့ရှိတယ်သူတို့တတွေအခုလိုအလုပ်ပြင်ဆင်ကြလို့ သူတို့အတွက်ငါအများကြီးဝမ်းသာနေတယ်ဆိုတော့ကိုတော့သူတို့တိအောင်ပြောပြကြမြို့ထဲမှာမလိုအပ်တဲ့ခက်ခဲမှုတွေဖြစ်လာတဲ့အတွက်စိတ်ပြတ်ကြတယ်ဆိုတော့ကိုလည်းသိစေချင်တယ်ကျွန်တော်ဆက်ဆက်ပြောပြပေးပါမယ်ခင်ဗျာဟုတ် Armstrong ကပြန်ပြောသည် virus ဒီရေငုံနှုတ်ပိတ်လောက်ကငြိမ့်စိတ်နေသည် သူအမှုရာသည်ပြောစရာစကားကုန်သွားပြီဟုတ်အသည့်ပေးနေသည်နှင့်တူသည် Armstrong ရဲ့ hospital သည်အိမ်ထဲမှထွက်ခွာသွားကြလေသည်။ virus သည် အချိန်အတော်ကြာမြောက်မိဖို့ကိုကြိုးပေး၍ရန်နေသည်သူသည်သူ့အတွေ့နှင့်သူဖြစ်သည်ထို့နောက်ဝီစကီပလင်းကိုတင်သည်လင်ပန်းထဲ၌ကျနေသောတကြားနှစ်ခဲကိုကောက်၍ပလင်းထဲသို့ပြန်ထည့်သည်သူသည် ပစ္စည်းများအလဟတ်သက်ဖြုံးတီးခြင်းကိုသဘောမကျလောကီဟာတွင်ဘာပစ္စည်းကိုမျှအလဟတ်သက်မဖြစ်စေရထို့ကဲ့သို့ဖြစ်ခြင်းကိုသူဘယ်တော့မှသိမခံနိုင်အသေးအဖွဲကလေးတွေကိုဖုံတီးပြစ်ဖန်များပါကပစ္စည်းကြီးတွေပါဖြုံတီးခြင်းဖြစ်လာလိမ့်မည်။ သူသည်မိချစ်ဆန်ကအစချွေတာ၍သုံးဆွဲသည်ခဲတံဆိုရင်လည်းနောက်ဆုံးခဲဆန်ကျင်လောက်သည့်အထိကုံအောင်သုံးသည်မိသုံးပါကလည်းစနစ်တကျသုံးဆွဲမှကြိုက်သည်သူ့အိမ်ထဲတွင်စက်ပြားကြောက်မိသွေးနှင့်တခြားတူလီမုတ်စာမိဖို့ချောင်းသုံးပစ္စည်းများကိုပါချွေတာသုံးစေသည် သူ့အမြင်တွင်အန်တီဂီရီသည်သူ့စိတ်တိုင်းကျဆောင်ရွက်ပေးနိုင်သည့်အင်ရှင်မကောင်းတူဖြစ်နေပေသည် သူသည် အမြဲတစေတန့်ရှင်းစင်ကြယ်နေအောင်ထားလိရှိသော သူ့လက်ချောင်းများကိုအသေးစားကြည့်ရှုနေသည်ထို့နောက်တကားများကိုဖင်က လေကားမှတက်လာခဲ့သည်သူ့ဇနီး၏အခန်းထဲသို့ဝင်ခဲ့သည် Harriet Valerie Chip Harriet သည်ကြောဖက်တွင်ခေါင်းအုံသုံးလုံးကိုချကားမီး၍ထိုင်နေသည် သူသည် သုံးမွေးတစ်ထည်ကိုစိတ်ပါလက်ပါထိုးလျက်ရှိသည်သူသည်ကြောနောက်မှကောင်းကောင်းသုံးလုံးကိုချ၍မိထိုင်ရင်သူ့အတွက်အကောင်းဆုံးဖြစ်သည်ဟုတူးတူးတယောက်ကပြော၍ရခုကဲ့သို့ထိုင်နေခြင်းဖြစ်သည် သူ့မွေးထိုးနေခြင်းသည်သူ့အတွက်အကောင်းဆုံးဖြစ်လိမ့်မည်ဟုသူ့ဤဆရာမအသက်ဒေါက်တာလီဝစ်စကာပြောထားသဖြင့်သူ့မွေးထည်များကိုထိုးနေခြင်းဖြစ်လေသည်ဆုံးအထိလိုက်ပါနတ်စင်ပေးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ပိုင်းမှာလဲစိတ်ဝင်စားစရာအခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပြီးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နှဆင်အားပေးကြပါဦးရှင် channel ကို like and subscribe လုပ်ချဖို့လဲမမေ့ပါနဲ့နော် ားလုံးကိုချီးမွမ်းပေးကျေးဇူးတင်ရှိပါတယ်ရှင်။ကေကျူးတန်ခမ်းတော်စနေအောင်